ယောက်ျားတွေစံတောင်းပွဲကြီးစီဘိုးနာဆယ်ဒီဒီနာဆယ်ဒီမျက်စီတော့နှောင်နေပြီအားလုံးပဲမင်္ဂလာပါရှင်ဘိုးတော်စောရဲ့တယောကပြားတယောစာတယောတခြင်းများကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင် ကပြားဆရာဘိုးတော်စောရဲ့တယောစာတယောကပြားတယောတခြင်းတွေဟာအနူးညံ့ဆုံးပောက်ကွဲတဲ့အတန်စင်လို့လည်းပြောလို့ရပါတယ်ရှင်ကပြားတော်တော်များများဟာ ဟိုဒေါတာနဲ့ရေးတဲ့ကြပြန်ရှိတယ်မျက်ရည်နဲ့ရေးတဲ့ကြပြန်ရှိတယ်ဟိုခန်းစားချက်ကိုစီနဲ့ရေးကြတယ်ဆိုတိုင်းနဲ့ဟိုဒါကျမတို့တာမန်ကြပြန်ရေးတဲ့လူတွေကတော့ခန်းစားချက်ကိုစီနှလုံးသားကိုစီနဲ့ရေးကြတာပေါ့နော်ကြပြာဆရာဘိုးတော်ဆောင်ဟာကြတော့ခန်းစားမှုစီစဉ်မှုကတမှုထူးရှားပါတယ်ကျမတို့နဲ့လည်းမတူပါဘူးဟိုပောက်ကွဲတန်နေအများကြီးကြားရတယ်ခနဲ့တန်ရွဲ့တန်နေအများကြီးကြားရတယ် အဲ့ဒီလိုမျိုးတွေအင်မတန်ခံပြင်းနာကြီးနေတဲ့အချိန်မှာဒီလောက်အထိနူးနူးညံ့ညံ့ပောက်ကွဲလာတဲ့တန်စင်တွေနဲ့ပောက်ကွဲလာတဲ့တယောတချင်းတွေဟာလည်းအင်မတန်ကိုနားထောင်လို့ကောင်းပါတယ်ရှင်နှလုံးသားထဲမှာညှိသွားတာမျိုးဟိုစိတ်အာရုံကိုကြည်နူးသွားစေတာမျိုးတက်ကြွအောင်တော်လန်တဲ့စိတ်တွေကပို့ပြီးတက်ကြွလာတာမျိုး အဲ့လိုမျိုးကျမတို့ကခံစားရပါတယ်ရှင်ဆရာရဲ့ကြပြားလေးဆိုရင်လည်းဒါဟိုဒါကျမတို့လည်းမရေးနိုင်တော်ရုံမရေးနိုင်တဲ့ဟိုစကလုံးမျိုးတွေတုံနှုံထားတာကိုလည်းတွေ့ရတယ်အမှန်တရားကိုထိထိရောက်ရောက်နဲ့အနူးညံ့ဆုံးအိုးခြေဖွဲ့ထားတာကိုကျမတို့အရန်ကိုတဘောကြပါတယ်ရှင်ဒါကြောင့်မလို့ဒီစီစဉ်နေ့မှာဘိုးတော်စောရဲ့တယောစာတယောကပြတယောတခြင်းတွေကိုဟိုကျမနဲ့အတူတော်လန်ပြည်သူများအားလုံး နှလုံးသားများနဲ့နားဆင်ခံစားနိုင်ကြပါရဲ့ရှင်ဒီတစ်ပတ်မှာတော့ကျမနဲ့အတူတော်လန်မိဘပြည်သူများအားလုံးနှလုံးသားများနဲ့ထပ်တူ နားဆင်ခံစားလို့ရအောင်ဘိုးတော်စော်ရဲ့တယောတခြင်းဖြစ်တဲ့မြောက်ပြစံတောင်းဆိုတဲ့တခြင်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်ရောက်ကြတွင် ောက်ပြာစံတောင်းဝဲကြီးစီဘုနာစဲဒီနာစဲဒီမျက်စိတော်နောင်နေပြီခုတ်ရတခြားရှာရတခြားမယောင်ရစီလူသည်စင်ပါဇက်နံပက်ကမက်ကက်တင်စင်သည်နာစကရဲ့လူကဲစောင့်ကြပူလုံးတဲ့လူကဲငလင်ပေးကိုလူလဲကြနေသည်။ဘုံကြီးများကလော်ပြီးမင်းသမီးများက တော်ပြီးငလင်လေးကိုနှမ်းပြူပြီးကိုကြီးငလင်အခဲဂျပူအချက်နိုင်ငံတကာသရောင်းစားကြီးမသားလက်ဖက်နဲ့မျက်နှာလုံးကြီးစီယုံရေးစင်နေသည်အုတ်ကြီးတွေအုတ်ကလေးတွေခါတော်မီအလုံးဖြစ်သည် ရုပ်ပြာလုံးပြာရင်ဒုက္ခကိုဆေးဆိုသည်နာသကရဲ့လူလေဆောက်ကျူးလို့တဲ့လူကဲငလင်ပေးကိုလူလေကြနေသည် များကလော်ပြီးမင်းသမီးများကလော်ပြီးငလိလေးကိုနှမ်းဖြူပြီးခင်ယောက်ျားတွေယောက်ျားတွေစံတောင်းပွဲကြီးစီမိုးနာဆယ်လီဒီနာဆယ်လီမျက်စီတော့နှောင့်နေပြီခုံရတခြားရှရာတခြားမယောင်ရစီလူသည်စင်ပါဇက်ကိုနှမ်းဘက်ကမက်ကက်တင်စင်သည်ငါ့ရဲ့အခဲကျဘူးအချက်နိုင်ငံတကာသရောင်းစားကြီး မတားလက်ဖက်နဲ့မျက်နှာလုံးပြီးစီယုံရေးစင်နေသည်အုတ်ကြီးတွေအုတ်ကလေးတွေခါတော်မီလုံးဖြစ်သည်ရုပ်ပြတွေလုံးပြတွေဒုက္ခကိုဆေးဆိုသည်မြုပ်ပြတွေမြုပ်ပြတွေစံတောင်းဝဲကြီးစီမြုပ်ပြတွေမြုပ်ပြတွေစံတောင်းဝဲကြီးစီမြုပ်ပြတွေမြုပ်ပြတွေစံတောင်းဝဲကြီးစီဒါတော့ဟိုဘိုးတော်ဇော်ရဲ့ တယောတချင်းလေးဖြစ်တဲ့မြောက်ပြဆန်တောင်ဆိုတဲ့တချင်းလေးပဲဖြစ်ပါတယ်ရှင်။ဟိုဒီတချင်းလေးကိုနားစင်ခံစားကြည့်တဲ့အခါမှာ အခုလက်ရှိဖြစ်ပေါ်နေတဲ့ငလင်ဒုက္ခဘေးနဲ့ထပ်တူတိုင်းပြည်အမှောင်ကျနေတဲ့အကြောင်းလေးကိုဆရာကအနုညံ့ဆုံးပောက်ကွဲပြီးတော့တန်စင်လေးတွေနဲ့ဖြည့်ဆွတ်ပြီးတော့မှတီဆိုလိုက်တဲ့အခါမှာကျမတို့မဲ့ပြုံးဆိုတဲ့ပုံစံမျိုးပေါ့တိတ်ညွန်တိတ်မုံတဲ့အခါမှာဘာမှကိုပြောစရာမရှိတော့အောင်လို့ ြုံးတော့ပြုံးလိုက်တယ်မဲ့ပြုံးအင်မတန်ယွန်စရာကောင်းတဲ့မဲ့ပြုံးပုံစံမျိုးကိုဒါကျမတို့ပြုံးမိတယ်ပေါ့နော်ရှစ်လို့ခင်လို့ပြုံးတာမျိုးမဟုတ်ပဲနဲ့ယွန်လို့နာကြီးလို့မုံလို့မဲ့ပြုံးပြုံးမိတယ်ဆိုတော့ခံစားချက်မျိုးလည်းဒါကျမတို့ကခံစားရတယ်ပေါ့နော်ဒီမြောက်ပြဆန်တောင်းဆိုတဲ့တခြင်းလေးကလေတခြင်းလေးကတူတူလေးဆိုပေမဲ့အင်မတန်ကိုထိရောက်ပါတယ်ပေါ့နော်ဒီငလင်ဘေးနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာကကူညီပေးနေတဲ့ အကူအညီတွေကိုလည်းလက်မခံသလိုနိုင်ငံတကာကနိုင်ငံတကာကပေးနေတဲ့ထောက်ပံ့နေတဲ့ပစ္စည်းတွေကိုလည်း ြည်သူလူထုတွေစီကိုမရောက်ပါဘူးပေါ့နော်မင်းအွန်လိုင်းကမြောက်ပြပြီးစံတောင်းနေဆိုတာဒါတိတိရရောက်ဒါအားလုံးသိတယ်ကဘာကသိတယ်နိုင်ငံတကာကသိတယ်ဆိုတဲ့အနေအထားမျိုးပဲသူနိုင်ငံတကာမှာသူအလူတွေခံနေတယ်ပြီးတော့ပြည်သူတွေစီမရောက်ဘူးဆိုတဲ့အကြောင်းနဲ့ဘိုးတော်ဆိုတာတချင်းလေးနဲ့အဲ့လိုဖွဲ့ဆိုထားပေးတယ်ပေါ့နော်ပြီးတော့ဆရာဆရာရဲ့ဒုတိယအပိုက်ဒီမှာကြတော့ဟိုဖုံးကြီးတွေပေါ့ဆယ်လီဖုံးကြီးတွေပေါ့နော်သူရေးထားတာတည်းကလေအင်းတညကိုဟိုတိန်း တထောင်ချနိုင်တယ်နှစ်ထောင်ချနိုင်တယ်ဆိုပြီးလိုင်းပေါ်မှာတင်လာတာတွေပေါ့နော်ဒီပြည်သူလူထုကိုပဲဗန်ပြပြီးတော့မှသူတို့တွေအလူခံနေတယ်ပြီးတော့ပြည်တကယ်လိုအပ်နေတဲ့ပြည်သူလူထုစီကိုမရောက်ဘူးဆိုတဲ့အကြောင်းလေးကိုလည်းခုံရတခြားချရတခြားဆိုတဲ့စကလုံးလေးနဲ့ဖော်ကျူးပြီးတော့မှတိဆိုထားတာကိုတွေ့ရတယ်ပေါ့နော်ဒီတချင်းလေးနောက်ဆုံးအပိတ်နာလေးမှာပေါ့နောက်ဆုံးစာချောင်းနာလေးမှာမตาလက်ဖက်နဲ့မျက်နှာလောက်တယ်ဆိုတဲ့စကလုံးလေးကျွန်မတွေ့လိုက်ရတယ်ပေါ့နော် တတိုင်းပြည်လုံးဝမ်းနေပူဆွေးပြီးတော့မှဒုက္ခရောက်နေတဲ့ဒုက္ခပင်လည်းဝေနေတယ်အလောင်းပေါ်အလောင်းစင့်နေတဲ့အချိန်မှတောင်မှသူကဟိုမျက်နှာလိုမျက်နှာရနဲ့သူตาရနိုင်သေးတယ်သူကသူပေးနေတဲ့ပုံစံမျိုးသူတာဝန်ကျင်နေတယ်ဆိုတဲ့ပုံစံမျိုးတွေကိုလုံပြရှင်နေတယ်ဆိုတဲ့အကြောင်းကိုလည်းဒါဘိုးတော်ဆိုတာနေပြီးတော့မှတကယ်ကိုတယောတချင်းစစ်စစ်နဲ့နားထောင်တဲ့လူကအင်မတန်ဒေါသထွက်အင်မတန်နာကြည့်ကြတာမှပြုံးနိုင်အောင်ဂီတနဲ့ စမ်းဆောင်ထားတယ်ဖော်ကျူးထားတယ်ဆိုတဲ့အကြောင်းလေးကိုပြောကြားရင်းနဲ့ဏိကုံချုပ်အပ်ပါရရှင်အားလုံးကိုကျေးဇူးအထူးတင်ရှိပါရရှင်